ဒီနေ့တော့တဲ့လုပ်ငန်းတွေမှာအရေးကြီးတဲ့အစင်းတစ်ခုနဲ့ပတ်သက်လို့ပြောချင်ပါတယ်။အဲ့ဒါတော့ဘာလဲဆိုတော့ cash flow ပါ။ cash flow ဆိုတာဘာလဲဆိုတော့တဲ့ကျမတို့လုပ်ငန်းတွေမှာရှိတဲ့ငွေသားစီးဆင်းမှုဟာဘယ်လိုပုံစံလဲဆိုတာတွက်တဲ့စာရင်းလေးတစ်ခုပေါ့နော်။ဒီတော့ ဒီစင်းလေးကလုံရင်အမတန်လွယ်ပါတယ်။ဘာလို့လဲဆိုတော့ကျမတို့လက်ထဲမှာရှိနေတဲ့စားရှိတဲ့စင်းဖွင့်လက်ကျန်တလားလုံးဝင်ခဲ့သမျှကျောင်းရည်အားလုံးတွေ့ရတွေ့ရအဝင်နေပေါင်းတာပေါ့။ပြီးရင်သုံးသမျှအကုန်လုံးကိုနှုတ်လိုက်တယ်ဆိုရင်လည်းလာကုန်တဲ့ခါကျရင်ကျမတို့လက်ထဲမှာရှိတဲ့ဝေသားနေဗန်လက်ကျန်တွေကျမတို့ရမှာဖြစ်ပါတယ်။ဒီတော့ဒီလိုစင်းလေးကနေပြီးတော့လာစင်လာစင်မှာဘလို့ကောင်းစင်ကနေငွေဘလောက်ဝင်တာလဲ။ဘလို့ကောင်းစင်နေတော့ပြင်ကတလားလုံးကဘာတွေသုံးထားသလဲဆိုတာမျိုး summary မြင်ရတာပေါ့။ဒါလေးကိုကျမတို့က compare လုပ်ရင်လည်းတလားတလားတရက်တရက်မှာကို့မျိ ဝင်ရဘယ်ရောက်သွားတာလဲဝင်တာနေနေတာလားတုံးတာများသွားတာလားဘယ်လိုကောင်းစီမှာကတုံးတာများသွားတာလဲဆိုပြီးစဉ်းစားပြီးတော့ကိုယ့်လုပ်ငန်းရဲ့ cash flow ကိုချိန်နိုင်မှာပေါ့ဒီတော့တဲ့ဒီစင်းလေးကတဲ့လောက်ရတာလည်းလွယ်တယ်အရင်ကြီးလည်းမခတ်ဘူးဒါပေမဲ့အချိုးလည်းအင်တန်များတဲ့စင်လေးတစ်ခုဖြစ်ပါတယ်ဒီတော့ကိုယ့်ရဲ့လုပ်ငန်းမှာ cash flow တွေကလုံးလို့ရမယ်ဆိုရင်လုပ်ငန်းကိုပိုပြီး manage လုပ်နိုင်နိုင်မှာဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးစင်ရင်းတွေနဲ့ပတ်သက်ပြီးတော့ဒီထက်ပိုပြီးသိချင်တယ်လုပ်ငန်းကို ပိုကောင်းအောင်ဘလို့စင်းမျိုးတွေကဘလို့အထောက်အကူပြုလဲပိုသိချင်လဲဆိုရင်တော့ကျမရဲ့ NIB လို့ပြောတယ် Numbers in Business ကိုလာတက်ကြည့်လို့ရပါတယ် NIB မှာ cash နဲ့ပတ်သက်တာတွေ profit နဲ့ပတ်သက်တာတွေ sales နဲ့ပတ်သက်တာတွေဒါတွေမျိုးကိုကျမသိချပြပြသွားမှာလည်းဖြစ်ပါတယ်စဝင်စားတယ်သိကျင်နေဆိုရင်တော့ NIB ကိုလာရောက်တက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရရှင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်